ပါပါစက်ပြူရီလောက်ကနေတဲ့သူတွေအားလုံးကျွန်တော်ရဲ့ Creative Future မြန်မာနဲ့ကြိုဆိုပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ online ပေါ်မှာပြန့်နှံ့နေတဲ့ဒီဆောက်ဝတ်နေပြည်လဲဖို့တနိုင်တစ်ပိုင်းတောင်းဖို့မဟုတ်ဖောင်းနေလေးဆိုပြီးတော့မှတင်ထားလေးကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမိုးစေးရတဲ့တပိတ်တောင်းချော်နေတယ် ျွန်တော်တို့ကျွန်တော်လုံနေရ3မျိုးပဲရှိတယ်ပေါ့နော်ပထမတစ်ခုကတော့ချတောင်ပို့အတွင်းမှာရှိတဲ့မြေသား20သားခန်းတို့နောက်တစ်ခုဒမင်းဖြူ65ကျပ်သားရေ1လီတာရေတံပူးနှစ်ပူးဒါမျိုးလေးတွေနဲ့တို့ကတင်ဆက်ပေးထားတယ်ပေါ့နော်ဆိုတော့ဒီမှာတော့တို့ရေးထားတာတော့ဒီရေနဲ့ကျွန်တော်တို့အဲ့ဒီချတောင်ပို့မှုပေါ့နော် ဆိုတော့တောင်ပုံမှုမှာကျွန်တော်တို့ကမှွေပြီးတော့မှဒီကုန်းလိုက်တွေမှွေပြရမယ်အစားရှိသဖြင့်ပေါ့ကျွန်တော်တို့မအေးလွန်းခုနှစ်ထားရမယ်စလုံးကနေပြောင်းရွှေ့ချင်းမပြဘဲနဲ့ထားရမယ်ဆိုတဲ့ဟာမျိုးလေးကျွန်တော်တို့ပြောထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတလားဒီလိုမျိုး post တွေတွေ့တဲ့အခါမှာကျွန်တော်တို့ကဒီ like လုပ်ကြည့်ကြသလားပေါ့နော်တစ်ချက်ကျွန်တော်မေ့ချင်တာကနောက်တစ်ခုကျွန်တော်တို့ဒီ တကယ်ရောကျွန်တော်တို့လိုက်လို့လို့အဆင်ပြေသလားဆိုတဲ့ဟာချက်လေးတွေကိုကျွန်တော်တို့တုံးသက်ပြေးတော့မှဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့အနေနဲ့ဒီဖြစ်နိုင်ချေရှိတဲ့ချက်ကတော့ဒီနီလာကတော့ဒီရိုးရှင်းတယ်မြေဆွေးရထမင်းဖြွေရေတွေလိုအပ်တယ်ဆိုပြီးတော့မှပြောထားတယ်ပေါ့နော်ဆိုတော့တောင်ပို့မှုလို့ပြောတဲ့ခါမှတော့ micro riser fine fine giant dam မျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့အထူးခါကျွန်တော်တို့သိရမှာကျွန်တော်ဒေတာမှာ အဲ့လိုမျိုးဒီတောင်ပို့မှုစလို့ရတဲ့တောင်ပို့မှုရှိသလားဆိုတဲ့တစ်ချက်ကျွန်တော်တို့အဲကြည်ရမယ်ပေါ့နော်ဒီထမင်းရောကျွန်တော်တို့တကယ်လို့ဖြစ်သလားပေါ့နော်ဆိုတော့ဒီကျွန်တော်တို့အိမ်တွင်းမှာလည်းစိုက်လို့ရတယ်ဆိုတဲ့ဟာမျိုးတွေပြောတဲ့အခါမှာကျွန်တော်တို့ကဒီတောင်ပို့မှုတိုင်းကတော့စလို့မရဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီကျွန်တော်တို့အနေနဲ့ဆေးခွက်အနေထားကိုလည်းပြန်သုံးသပ်အခါမှာတောင်းကြံနဲ့ရောင်းနိုင်တယ်ဆိုတော့ data တွေလည်းကျွန်တော်မြန်မာနိုင်ငံမှာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ ဒေတာလည်းကျွန်တော်တောင်ပို့မှုတွေကတော့ကျွန်တော်တို့ဒီအခုလိုချိန်နေမှာပေါက်တယ်တချို့နေရာမှာတဘာဝပေါက်တဲ့ခါမှာကျွန်တော်တဘာဝပေါက်တဲ့အနေနေရာနေရာနေပြီးတော့ကျွန်တော်တို့အဲ့မြေကိုကျွန်တော်တို့ကယူတော့မှဆန်းသက်ကြည့်တော့ဒါအောင်မြင်အောင်မြင်ဆိုတဲ့ဟာကျွန်တော်တို့ကအာတည်ရမှာပေါ့နော်ဒါဒါပေမဲ့ကျွန်တော်တို့ကဒါမျိုးလုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ sport တွေပါညာလေလုပ်တဲ့ခါမှာကျွန်တော်တို့ကဒီ sterilization လို့ပြောတော့လုပ်ရတာပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့က စံတန်လို့ဖို့လိုတယ်ဆိုတော့ဒီ100%ကမသေးချောင်းပြီးလို့ရှင်စားတော့ဖို့ကလည်းကျွန်တော်တို့ကဒီအာမခံချက်ရှိတဲ့ခါမှာကုဒေတာမှာအကြံပြုချက်ကတော့ကျွန်တော်တို့စံတန်တက်လို့ဖို့ကောင်းတယ်ဒါပေမဲ့သက်ဆိုင်ရာကျွန်တော်တို့ DOE တို့ပညာတို့မှာကျွန်တော်တို့ဆက်သွယ်ပြီးတော့မှဒီအဲလုတ်ဆောင်တဲ့နေဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့လာပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ် ဆိုတော့ဒီနီလန်ကိုလက်တွေ့လို့ကြာဘူးသလားမလုပ်ဘူးလားအဲတကယ်အဆင်ပြေသလားမပြေဘူးလားဆိုတော့အားလေးကိုကျွန်တော်တို့ဒီ comment အောက်မှာဝေယောင်းအင်းခုံပေးသွားကြပါဦးเนาะဟုတ်ကဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ